အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲလက်ရှိမှာတော့ကျွန်တော်နောက်ဆုံးတာကျွန်တော်တို့ liverpool အသင်းရဲ့ဒါကျွန်တော်အပြောင်းအရွှေ့သတင်းကိုတော့ပြောရပြီဖြစ်တယ်။ liverpool အသင်းရဲ့ခုလက်ရှိမှာဒါကျွန်တော်နောက် တန်ကစားသမားတွေအတွက်လက်ရှိမှာဒါကျွန်တော် market tech ကိုစတင်ပြီးဝင်တော့မှာဖြစ်တယ်ဆိုပြီးတော့ဒါအပြောင်းအရွှေ့သတင်းတွေတန်းတန်းဖျားဖျားတက်နေတာတွေ့ရမယ်တော့မှပါတယ်လက်ရှိမှာ Liverpool တင်းတွေနောက်တန်းကစားသမားတွေအတွက်ဒါ market tech ကိုဝင်မဲ့အချိန်မှာဒါကျွန်တော်တို့အယောင်းတွေရှိသူလေအဝယ်တွေရှိမယ်တဲ့မှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်ဟိုအယောင်းကိုအဝယ်ကိုအစားထိုးမဲ့ကိစ္စတွေကိုအဓိကပြောသွားမှာဖြစ်တယ် Liverpool တင်းတွေလာမဲ့ဒါကျွန်တော်တို့လွေရာဒီမှာဒါကျွန်တော်တို့သူရဲ့ left back ကစားသမားဖြစ်တဲ့ Andrew Robertson ကိုတော့အသင်းကနေပြီးတော့ဒါကျွန်တော်တို့အစားထိုးဖို့အတွက်စတင်ပြီးတော့ပြင်ဆင်လာခဲ့ပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်ကစားသမားတွေကဒါကျွန်တော် Fulham န်နဲ့ပွဲပြီးရတဲ့မှာဖူဟန်ပေါ်မှာသူ့ရဲ့အမားတွေကတဆင့်ဒါကျွန်တော်တို့အသင်းကဒါကျွန်တော်တို့ပိဆက်ခဲ့တဲ့ကြောင့်ပြိတ္တတွေနဲ့ခုလက်ရှိမှာရောဘစ်ဆင်ကိုအစားထိုးဖို့အတွက်အချိန်တစ်ခုရောက်လာခဲ့ပြီဆိုပြီးပြိတ္တတွေဒါကျွန်တော်ဝေဘန်တန်တွေက တောင်းတောင်းဖြားဖြားတက်လာခဲ့တာကိုတွေ့ရမယ်တမှာပေါ့အဲ့တော့ Robinson အနေနဲ့ခုလက်ရှိမှာအသက်အရွယ်အပြည့်ပြန်ကြည့်မယ်ဆိုတော့လည်းမငယ်တော့ဘူးအသက်အရွယ်အပြည့်32နှစ်ဖြစ်နေဖြစ်တဲ့ကြောင့်မလားအစားထိုးမယ်ဆိုရင်တော့ဒီချိန်က perfect ဖြစ်မယ်အစားထိုးချိန်လို့ပြောလို့ရမယ်တမှာပါပါတယ်လက်ရှိမှာဒါကျွန်တော် Andrew Robinson အနေနဲ့ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Premier League ဘက်ကနေပြန်ကြည့်မယ်ဟုတ်ကဲ့ Liverpool အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်အသင်းနဲ့ဒူအောင်မြင်မှုတွေရှိသမျှအောင်မြင်မှုတွေအကုန်လုံးစခူထားခဲ့ဖြစ်တယ် Premier League ဒါကျွန်တော် Champion League ကျွန်တော် FA Plus Super League တော်တော်များများနေတာအသင်းနဲ့ဒူဒါ Alexander Arnold နဲ့ဒူကျွန်တော်ဒါ Super League စခူပြီးသွားပြီဖြစ်တယ်အဲ့တော့ လက်ရှိမှာလီဗာပူးသင်းအနေနဲ့ဒီကစားသမားကိုအစားထိုးဖို့အတွက်လက်ရှိထဲမှာ market အထက်ကိုစတင်ပြီးတော့ဝင်ရောက်တော်မှာဖြစ်တဲ့ဆိုပြီးတော့သူစစသတင်းတွေကြိုပြီးထွက်နေတာဖြစ်တယ်အဲ့တော့လက်ရှိမှာလီဗာပူးသင်းကကစားသမား၂ယောက်ကိုပြစ်မှတ်ထားတယ်နံပါတ်၁ကစားသမားပြစ်မှတ်ထားတာကလက်ရှိမှာဒါကျွန်တော် AFC ဘုံမောက်အတင်ရဲ့ဒါကျွန်တော်ကျွန်တော်ကရာကက်စ်ကိုကျွန်တော်ကရာကက်စ်ကိုနယ်သာလန်ထင်တာဗျမဟုတ်ဘူးဗျာ Caracas ကဟန်ဂရီသားဘောနော် sorry ငါခု Netherlands နဲ့ Caracas မိုင်းလို Caracas ယူဘယ်လိုဖြစ်လို့လဲမသိဘူးကျွန်တော် Netherlands ထားစီတာခုမှတရားကြည့်မိအဲ့တော့ ကျွန်တော်ဒါဟန်ဂရီဟန်ဂရီ now you know ဘောနော် something you too ခုနကပြောတဲ့ခါကျရင်ကိုရှာဘူးတွေ့ကြည့်မှာအခုလက်ရှိမှာကျွန်တော်ဟန်ဂရီရဲ့ left back ကစားသမားဖြစ်လို့ဒါဘူမောရဲ့တကယ်လေးကောင်းတယ် left back ကစားသမားဖြစ်တဲ့အသက်ရဲ့အဖြစ်လည်းအခုလက်ရှိမှာကျွန်တော်တို့ Andrew Robinson ထက်10နှစ်လောက်ငယ်မဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Melo Caracas ကိုတော့လက်ရှိမှာကျွန်တော်တို့ Liverpool တင်းကနေပြီးတော့ခေါ်ယူခြင်းနဲ့ဆွဲတဲ့တင်းတွေထွက်ပေါ်လာခဲ့တယ် Caracas ကိုတော့အခုလက်ရှိမှာကျွန်တော်အသင်းကြီးတော်တော်များစောင့်ကြည့်နေတာမှန်ပေမဲ့ Liverpool အသင်းကသာအခုလက်ရှိမှာတရားဝင်ခေါ်ဖို့အတွက်ဒါစောင့်ကြည့်နေတဲ့အစီရင်ပုံစံမျိုးထည့်သွင်းထားတာဖြစ်တယ်အဲ့တော့ ော့ Caracas ကိုတော့ခုလက်ရှိမှာဘုံမောက်သင်္ကားဒါကျွန်တော်တော်တော်လေးကိုတန်မိုးထားတဲ့ကစားသမားဖြစ်တယ်လက်ရှိမှာဒါ left back နေရာမှာ Caracas ရင် left OWB ကော OB ကောနှစ်နေရာလုံးဆော့လို့ရတဲ့ကစားသမားတယောက်နေနဲ့အင်မတန်မှချီးကျူးဖို့ကောင်းတဲ့ကစားသမားဖြစ်တယ်မှတ်မဲ့ရတာစပားနဲ့ပွဲစဉ်မှာသူ့ရဲ့ပေးပို့မှုကအခုချိန်ဒီမျိုးလုံးနဲ့ကမထွက်သေးဘူးဒါ Caracas ဒီနှစ်ကအောင်မြင်ဆုံးရသည်လို့ပြောလို့ရတယ်အဲ့တော့ Caracas အနေနဲ့ဒါကျွန်တော်တို့ EFC ဘုံမောင်းအသင်းကိုတော့ကျွန်တော်တို့ဘယ်နှစ်ခုနှစ်က join လဲဆိုတာကျွန်တော်ဒါလွန်ခဲ့တဲ့နှစ်နှစ်က join ခဲ့တယ်ဗောနော်ဈေးကတော့ကျွန်တော်ပေါ်ပေါ်ပေးနဲ့ join ခဲ့တာမျိုးပဲဒါဘုံမောင်းလို့အသင်းမျိုးနဲ့ဈေးနဲ့ပြန်ကြည့်မယ်ဆိုတာဈေးကြီးကြီးနဲ့ join ခဲ့တာဖြစ်တယ်ကရာကက်စ်အနေနဲ့အခုလက်ရှိမှာဒါဘုံမောင်းအသင်းကိုတော့ကျွန်တော် AC or Netherlands လို့ပြောဆိုတော့ easy okama ma gaza ke lo chano a netherland law lo thina a lo nga ma ma u eh a lo chano da netherland a the phit da chano lo tchein ga da chano lo easy okama bon na da so da chano lo easy okama na raw 2020 oh da so mo u wa ma mi u သူ့ရဲ့ဆရာဟောင်းသားလို့ဘာလို့ဆိုတော့အာနီစတော့ကရင်တော့ AC Okama မှာဒါကျွန်တော်လီးပြလုပ်ခဲ့တယ်ပြီးတော့မှသူဖိအင်းလူပြောင်းသွားတာပေါ့နော်အဲ့တော့ကျွန်တော်သူ့ဆရာတပည့်ထင်လို့ပေါ့နော်ကျွန်တော်မှားရင်ထောက်ပြပေါ့နော်သူ့ဆရာတပည့်ဖြစ်ရင်လည်းဖြစ်နေကျွန်တော်မှားရင်ထောက်ပြအဲ့တော့ကျွန်တော်အနေနဲ့ AC Okama မှာသူကစားခဲ့တယ်ပြောချင်တယ်ဒါကျွန်တော် Netherlands လီးနေတာယင်းနီပြီးသားအာနီစလော့အနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့သဘောကျတဲ့ favorite player တယောက် ဖြစ်တယ်လို့လည်းကြားသိရတယ်မှပါတယ်အဲ့တော့ဒါ AC Okama အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဘုံမောက်အသင်းကိုမမဲ့ရဘုံမောက်အသင်းက ZGPB ဝယ်ခဲ့တာဖြစ်တယ်ပေါင်18သန်းဝင်းကျင်ကြားနေတာကျွန်တော် AC Okama စီကနေဘုံမောက်အသင်းဝယ်ခဲ့တဲ့ကြောင့်အကယ်၍ လစ်ဗာပူးအသင်းကိုဒါကစားသမားကပြန်ပြီးတော့ဒါကျွန်တော်တို့လစ်ဗာပူးအသင်းကိုဒါဒီကစားသမားကိုပြန်ရောက်မယ်ဆိုရင်ဘုံမောက်ကဒါပေါ်ပေါ်ပေပေရောက်မယ်နေသားမှာမရှိသေးဘူးဒါပြင်ကျွန်တော်တို့ဒီကစားသမားရဲ့လက်ရှိမှာစာချုပ်တက်တန်းရလဲဒါ၃နှစ်လောက်ကြန့်ရှိနေသေးတဲ့အတွက်ကြောင့်မလို့ဒီကစားသမားကိုလွတ်လပ်ကူကူနဲ့ခေါ်ယူလို့ရနိုင်မယ်နေသားမှာဒါလစ်ဗာပူးအသင်းနဲ့ရှိမယ်ဒါပေမဲ့ခုနကပြောသေးပတ်စံအများကြီးပေးအဲ့တော့ဘုံမောက်အသင်းကိုဒါလက်ရှိမှာဒါကျွန်တော်ဥရောပဝင်ငွေအတွက်ဒါအခြေအနေတွေကောင်းနေတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအကယ်၍ဘုံမောက်ဒါဥရောပဝင်ငွေဒါကွန်ဖရင့်လီလောက်ပေါ့နော်ဒါကျွန်တော်ချန်ပီယံလိဂ်ပရိုမိုကွန်ဖရင့်လီလောက်ဝင် င်ခွင့်ရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တော်တော်လေးကိုဈေးတက်သွားမယ့်အနေထားမှာရှိအကယ်၍သာဘုံမောက်တင်တဲ့ဒါဘာဥရောပဝင်ခွင့်မှာမဝင်ခဲ့ဘူးဆိုရင်တော့လီဗာပူးအသင်းတွေနဲ့ဒီနေရာမှာကရာကက်စ်ကိုခေါ်ဖို့အတွက်တော်တော်လေးကိုအခွင့်ကောင်းဖြစ်သွားမှာဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်မီလိုကရာကက်စ်အနေနဲ့ဒါ အဲလီဗာပူးတင်းကိုသူကိုယ်တိုင်ကတော့ personally ကပြောင်းရွှေ့ခြင်းတဲ့သဘောမှရှိတယ်ဆိုတော့ကောလာဟာလာတွေကြားနေတယ်မှာပါဘာ of course မပြောင်းနိုင်မနေဘူးပလက်ချ်မှာ premier league ဖလားရဖို့အတွက်ရေဘန်းစားနေတယ်မီလိုကရာကိုဆိုတော့လီဗာပူးတင်းကိုပြောင်းရွှေ့ဖို့တဲ့ကစားသမားဆေးရထက်တယ်နဲ့ဒါပေမဲ့ဘုံမောက်အတင်းတဲ့ဒီကစားသမားကိုဘယ်ဈေးခေါ်မလဲလက်ရှိမှာကျတော့ market value ရ transfer market တင်ထားတဲ့ဈေးရဆိုရင်တော့ ပေါင်35တန်ဈေးသတ်မှတ်ထားတယ်လို့သိရတယ်မှာပါဒါပေမဲ့လက်ရှိမှာဘုံဘောက်ကအိုက်ထက်ဈေးများမယ်လို့မြင်နေလက်ရှိနောက်ဆုံးတက်လာတဲ့သတင်းတွေရဆိုတော့ကျွန်တော်မှတ်မှတ်ရရလီဗာပူးအသင်းစီကနေရောဘုံဘောက်ကတော့ပေါင်50လောက်အောက်ထက်မိုင်လူကရာကတ်အနေနဲ့လူကျင်သွားတယ်လူကြားသိရတယ်မှာပါအဲ့တော့လီဗာပူးတင်းကဒီလောက်ပေးပါမလားလီဗာပူးတင်းနဲ့ဒီနေရာမှာဒါကျွန်တော် left back ကစားနေရ left back ကစားသမားနေရာမှာ Andrew Robertson ကိုအစားထိုးဖို့အတွက်စဉ်းစားနေတယ်ဆိုပေမဲ့ဒါမီလိုကရာကတ်ကိုပေါင်50တိတိပေးပြီးတော့ကစားသမားတယောက်ကိုခေါ်ပါမလားလက်ရှိမှာလီဗာပူးတင်းကလာမယ့်နေရာဒီမှာတိုက်စစ်မှုဆက်စစ်တရား ောက်ရဲ့လက်ရှိမှာ left back ကစားသမားပြင်ကို center back ကစားသမားတယောက်ကိုပါခေါ်ယူသွားဖို့အတွက်အခုလက်ရှိမှာကြိုးစားနေတယ်ဆိုတာကတော့လုံးဝငင်းစရာမလိုဘူးလို့မြင်လို့ရတယ်မှာအဲ့တော့ဒီ hungary ကကစားသမားကိုတော့လက်ရှိမှာဒါ လီဗာပူးသင်းနဲ့အင်မတန်မှစိတ်ဝင်စားနေတယ်။လီဗာပူးသင်းနဲ့တော့အပြောင်းရွှေ့ရသည်မရောက်ခင်တော်တော်လေးကိုဒါကျွန်တော်တို့ transfer တည်င်းထွက်တယ်ဆိုတော့တော်တော်လေးကိုရှားတယ်။တကယ်လည်းလူမှုထွက်ပြီဆိုရင်ရောက်ဖို့လည်းရာဂိုင်းလို့များရတယ်မှာပါ။အဲ့တော့လီဗာပူးသင်းနဲ့ခုလက်ရှိမှာ left back ကစားသမားဖြစ်တဲ့ Melo Caracas ကိုစိတ်ဝင်စားတယ်။ဒါပေမဲ့ပေါင်တန်း90ဆိုတဲ့ဈေးကများတယ်ဆိုရင်တော့အခုလက်ရှိမှာအသက်တော့နည်းနည်းကြီးမယ်။ဒါကျွန်တော်တို့ blue ပဲပြောပြဒါအဆင်ပြေနိုင်တဲ့ကစားသမားတစ်ယောက်ရှိတယ်။အဲ့ဒီကစားသမားကဘယ်သူလဲဗျ။အဲ့ကစားသမားလက်ရှိမှာဒါကျွန်တော်တို့ အာနုရဲ့အတိုင်းမျက်နှာချင်းပေါက်မြန်တော်လေးကအာနုရဲ့အမှန်ကြီးကိုပေါ့နော်ရိုက်ဘတ်မှာ အာနုမရှိတော့အေးလာမင်းနဲ့မှာလည်း right back မှာအာနုကမရှိတော့နှုတ်မဆိုတာပြောလို့ရသေးတယ်အာနုအကြီးနဲ့အာနုငယ်ဆိုရင်နောက်လို့ရသေးတယ်အခုလည်းရှိမှာအဲ့လိုတော့နောက်လို့မြင်တော့အာနုပေါက်ဆပုံစံဖြစ်ပြီး left back မှာကစားလို့ရတဲ့လက်ရှိမှာဒါ full hand အသင်းရတာ full back ကစားသမားဖြစ်တယ် Robinson ဖြစ်တယ် Robinson ကခုန Melocaracus နဲ့တော်တော်လေးကို꽈တဲ့ချက်ကသူ့အသက်အရွယ်ကကြီးပြီဖြစ်တယ်လက်ရှိမှာ Melocaracus နဲ့တော်တော်လေးကိုအသက်အရွယ်အပြည့်6နှစ်လောက်꽈ပြီးတော့ဒါကျွန်တော် Robinson နေနဲ့အသက်အရွယ်အပြည့်အခုလည်းရှိမှာ28နှစ်ရှိဖြစ်တယ်ငါအသက်အရွယ်ကြီးတယ်ဗမေးပေးကငါနဲ့အသက်တူတူပဲဟာ အမေလင်မဲ့9000ကြီးလို့ခန်းစားရတယ်အဲ့တော့ Robinson အနေနဲ့ခုလက်ရှိမှာဒါပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့ကျွန်တော်တို့သူက Liverpool တင်းကိုကြိုက်တယ် Liverpool တင်းကသူ့ရဲ့အားပေးတဲ့ club တွေတဲ့ကတခုဖြစ်တယ်ဆိုသူခဏခဏပြောပြရတယ်မှာပေါ့ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Fulham တင်းက Robinson ကိုတုတ်ပါမလားလက်ရှိမှာစာချုပ်တက်တန်းရသူ့လေခုနကျွန်တော် Milo Caracas နဲ့အတူတူပါပဲဒါကျွန်တော်တို့အဲစာချုပ်တက်တန်းရ၃နှစ်လောက်ဒါကျွန်တော်ကြံသေးတယ်2028ဒီကြံသေးတယ်တော့ဒီကစားသမားနေလက်ရှိမှာဒါ သုံးနှစ်ကြံသေးတဲ့တည်းမှာလက်ရှိမှာဈေးကလည်းလက်ရှိမှာ middle class cast ဈေးတူတူပါပဲပေါင်35တန်းတာ transfer market အနေနဲ့ဈေးပေါက်တဲ့တည်းမှာပါတယ်ဒါပေမဲ့လက်ရှိဒီနေ့မှာမတူတာတစ်ခုရှိတယ်ဘာလို့လဲဆိုတော့ခုနကပြောဆိုအတက်ရွယ်အရန်ကွာတဲ့တည်းမှာပါတယ် middle class cast เนี่ยကဲ liverpool အသင်းကိုရောက်ခဲ့ပြီဆိုနောက်ထပ်9နှစ်10နှစ်လောက် ac သုံးလို့ရမယ်ကစားသမားတစ်ယောက်ဖြစ်တယ်အကဲ robinson ကိုခေါ်မယ်ဆိုရင်တော့ liverpool အသင်းနဲ့အများဆုံး3နှစ်နဲ့6နှစ်ပတ်ချာလေဝိညာဉ်ညာလောက်သုံးလို့ရမယ်ကစားသမားဖြစ်တယ်ပြောချင်တာလက်ရှိမှာ robinson နဲ့ arnold တို့ကိုဒါသုံးခဲ့လို့ liverpool အသင်းနဲ့သုံးမယ်ဆိုရင်တော့ဒါကျွန်တော်တို့ middle class cast ကဒါရွေးချယ် စရာတစ်ခုဖြစ်တယ်ဒါမှမဟုတ်ခုနပြောလို့ပဲโอเคဒါ3နှစ်4နှစ်လောက်ပဲဒါကျွန်တော်တို့ဒီကစားသမားအသက်30နဲ့31နှစ်ရွယ်လောက်အထိပဲသုံးမယ်အဲ့ဒါဆိုရင်တော့ခုနပြောလို့ပဲလက်ရှိမှာခုနပြော လီဗာပူးတင်နေတာမေလိုကရာကက်စ်ကိုဝယ်မယ်ဆိုရင်၈နှစ်လောက်သုံးတယ်ဆိုတော့ကစားသမား29နှစ်ပဲရှိဦးမှာဒါခုနကပေါ့လက်ရှိမှာဒါကျွန်တော်တို့အကေရောဘတ်ဆင်ကိုဝယ်မယ်ဆိုရင်တော့ဒါအများဆုံးသုံး၄နှစ်လောက်ပဲသုံးတယ်ဒါအများဆုံးပေါ့နော်အရောဘတ်ဆင်ရဲ့လက်ရှိခြေစွမ်းကလည်းတော်တော်လေးကမဆိုးဘူးလို့ပြောလေတယ်ရောဘတ်ဆင်ကဒါကျွန်တော်အင်္ဂလန်မှာမွေးတယ်ဆိုပေမဲ့အခုလက်ရှိမှာ citizenship ရ United State ပေါ့နော်ဒါကျွန်တော်အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မို့တာတစ်ချက်တော့စောင့်ကြည့်ရမယ်ဒါက market value ကသူ့နေနေတာရောဘတ်ဆင်ကတော့ လီဗာပူးရဲ့ပြိတ္တတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လားပြောဖို့ပြောင်းရွှေ့ဖို့တော့အရင်ကြီးမခက်ခဲနိုင်ဘူးလို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့လက်ဗက်နေရာမှာခုလက်ရှိမှာလီဗာပူးတင်းကမီလိုကရာကက်စလာရောဘင်ဆင်လာဒီနေရာမှာခုနကပြောအဓိကကွာချားချက်ကတော့ဈေးလက်တူတယ်ဒါခုနဈေးကခုနပြောလို့ဒါ transfer market တတ်မှတ်ထားတဲ့ဈေးလက်တူတယ်စာချုပ်တန်လည်းကျန်တဲ့အနေထားလည်းတူတယ်ဒါပေမဲ့ခုနပြောလို့အသင်းပေါ်ကတတ်မှတ်တဲ့ဈေးတော့ကွာမယ်လို့မြင်တယ်ရောဘင်ဆင်ကဒါခုနပြောလို့35သူတို့ခုလက်ရှိမှာ transfer market တတ်မှတ်ထားတဲ့35လောက်နဲ့ရောဘင်ဆင်ရနိုင်တယ်လို့မြင်တယ်ဒါပေမဲ့ခုနပြော15သန်းပို့ပေးရုံနဲ့နောက်ထပ်9နှစ်ရှင်းတဲ့ပို့သုံးနိုင်မယ်ကစားသမားတွေတဲ့ရနိုင်တယ် ဲ့တော့ညီကိုရီနေနဲ့ဘဒုကိုယွင်းမလဲလီဗာပူးတင်းနဲ့ခုလက်ရှိမှာမီလိုကာကတ်စ်လား ရော့ဘင်ဆန်လားဒါကိုတစ်ချက်တော့ပြောလို့ရမယ်ဒီမှာပါပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရလို့ဆိုရင်ပေါအောင်ကြည့်လို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျှော်ကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျှော်ကြည့်ပေးလို့ရပါတယ် ယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်ဗျမြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲချိုးတင်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ငလေးနဲ့မှကွန်ကြီးပေးနေတဲ့ညီကောင်မောင်မတွေအားလုံးကိုလည်းအများကြီးအများကြီးချိုးတင်ပါတယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကောင်းပြီပါဗျတေးပါပါဗျ